မကြာသေးခင်ကထွက်ပေါ်လာတဲ့ ABC News သတင်းရင်းမြစ်တွေကသမ္မတဒေါ်နယ်ထရန့်ကအီရန်ကို တိုက်ခိုက်ဖို့တင်ပြထားတဲ့စစ်စင်ရေးအစီအစဉ်တွေကိုအတိပြုပေးခဲ့တယ်လို့သိရပါဗျ။ဒီသတင်းဟာကဘာကြီးကိုတုံ့လှုပ်စေခဲ့ပြီးစိုးရိမ်ပူပန်မှုတွေမြင့်တက်လာစေခဲ့ပါဗျ။ဒါပေမဲ့ဒီကိစ္စကို မျက်စိမှိတ်ပြီးလက်ခံဖို့တော့မဟုတ်ပါဘူး။ဒါဟာအီရန်ကိုဆွေးနွေးပွဲစပွဲဝိုင်းကိုပြန်ခေါ်ဖို့အတွက်ချင်းချောက်တဲ့လှုံ့ဆော်မှုတသက်များဖြစ်နေမလားဆိုတဲ့မေးခွန်းတွေလည်းထွက်ပေါ်လာနေပါဗျ။ ဒီအခြေအနေဟာဘယ်လိုဆက်ပြီးဖြစ်ပေါ်လာမလဲဆိုတာကျွန်တော်နဲ့အတူအဖြေရှာကြည့်ရအောင်ပါကျွန်တော်တို့ဆွေးနွေးနေကြတဲ့ Iran America ပြည်ပခါမှာကမ္ဘာမျက်နှာပြင်မှာအလွန်တင်းမာပြီးရင်ခုန်စရာကောင်းတဲ့အခြေအနေတခုပါတမနာထရန့်ရဲ့စကားပြောဟန်တဲ့လုပ်ရက်တွေကိုကြည့်မယ်ဆိုရင် သူဟာစစ်ရေးစီစဉ်တွေကိုအတီးပြုတ်ထားပြီး Iran ရဲ့တုံ့ပြန်မှုကိုစောင့်ကြည့်နေတယ်ဆိုတာရှင်းပါတယ် Trump ကိုယ်တိုင်ကသူ့ရဲ့ရည်ရွယ်ချက်ကိုရှင်းရှင်းလင်းလင်းမဖော်ပြဘဲကျွန်တော်လုံမယ်မလုပ်ဘူးဆိုတာတင်တို့ဘယ်သူမှမသိနိုင်ဘူး ကျွန်တော်လှုပ်ချင်လဲလှုပ်မယ်မလှုပ်ချင်လဲမလှုပ်ဘူးဘသူမှ ကျွန်တော်ဘာလှုပ်မယ်ဆိုတာမသိဘူးလို့ပြောဆိုခဲ့ပူပါတယ်ဒီလိုပြောဆိုပုံဟာငါတို့လှုပ်နိုင်တယ်ဆိုတာမမေ့နဲ့ဒါပေမဲ့မလှုပ်ဘဲနေသေးတယ်ဆိုတဲ့သတင်းစကားကိုပေးနေတာပဲဖြစ်ပါတယ်ဒါဟာတကယ့်ကိုအင်အားပြသမှုတရက်ပါပဲဝင်ရောက်နိုင်တဲ့စွမ်းရည်ရှိတယ်ဝင်ဖို့အရန်နီးနေပြီဒါကြောင့်ဒါမျိုးမလိုချင်ရင်ဆွေးနွေးပွဲစပွဲပိုင်းကိုလာပြီးငြိမ်းချမ်းရေးကိုဆုံးဖြတ်ပါဆိုတဲ့ပွင့်လင်းမြင်သာတဲ့ချိန်ချောက်မှုမျိုးလို့ပြောလို့ရပါတယ် ဒီလိုမျိုးမရေရာတဲ့မဟာဗျူဟာဟာပြိုင်ဘက်ကို စိတ်ပိုင်းဆိုင်ရာဖိအားပေးရမှာအသုံးဝင်တဲ့နီလန်တစ်ခုဖြစ်ပါတယ်။တရင်တွေအရဆိုရင်တော့စစ်စင်ရေးအစည်းအဝေးတွေအတီးပြုထားတာနဲ့အမျှလေရင်တွေစီဖြည့်လေရင်တွေနဲ့ဘုံကျဲလေရင်တွေဟာသူတို့ရဲ့နေရာမှာအစင်သင့်ရှိနေပြီဖြစ်ပြီးတမရထရန့်ရဲ့နောက်ဆုံးမိန့်ကိုပဲစောင့်ဆိုင်နေတယ်လို့ဖော်ပြပါတယ်။အကယ်၍တိုက်ခိုက်ဖို့အမိန့်ပေးလိုက်ပြီးဆိုရင် B2 ဘုံကျဲလေရင်တွေဟာအီရန်ပိုင်နယ်ထဲကိုဝင်ရောက်ပြီးမြေအောက်အတောင်300ခန်းမှန်းကြီး63မီတာခန့်နဲ့ ဖော်ဒိုနျူကလ িয়ার ဆက်ယုံကိုဖျက်ဆီးပစ်လိုက်မယ်လို့ဆိုပါရယ်ဖော်ဒိုဆက်ယုံကိုဖျက်ဆီးဖို့ဘာကြောင့်အရေးကြီးလဲဆိုတာနည်းနည်းထပ်ရှင်းပြကြပါမယ်ဒီဆက်ယုံသာပျက်စီးမသွားဘူးဆိုရင်ဒါမှမဟုတ်အစ္စရေးအနေနဲ့သူ့ရဲ့နျူကလ িয়ার စွမ်းရည်ကိုတိတိတတ်တာရှော့ချမပေးနိုင်ဘူးဆိုရင်အီရန်ဟာနျူကလ িয়ার လက်နက်ဆက်လက်တည်ဆောက်နိုင်တဲ့စွမ်းရည်ရှိနေအောင်မှာမို့ဒါကအဓိကပြဿနာအဆက်မှန်ပါပဲအီရန်ဟာနေရာ၁၂နေရာမှာဖြန့်ကျက်ထားတဲ့အရန်ကြီးမားတဲ့နျူကလ িয়ার လုပ်ငန်းစုကြီးကိုတိစောက်ထားတယ်လို့သိရပါဗျ။ ဒါကြောင့်နေရာတစ်ခုတည်းကိုဖြတ်စည်းရုံနဲ့အစီအစဉ်တစ်ခုလုံးကိုဖြတ်စည်းပြစ်နိုင်မှာမဟုတ်ပါဘူး။ဒီအစီအစဉ်ဟာအစ္စရေးတို့အခုလုပ်နေသလိုတိုက်ခိုက်ခံရရင်တော့ခံနိုင်ရည်ရှိအောင်ပြန်လည်ထူထောင်နိုင်အောင်အစကတည်းကဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။တိုက်ခိုက်မှုကိုစုပ်ယူနိုင်တဲ့ရှင်သန်နိုင်တဲ့ပြန်လည်ကောင်းမွန်အောင်လုပ်နိုင်တဲ့ပြန်လည်တည်ဆောက်နိုင်တဲ့စွမ်းရည်ကိုဒီအစီအစဉ်ထဲမှာထည့်သွင်းတည်ဆောက်ထားတာပါ။ဒါကြောင့်လေအရာဒေါ်လာရဲ့ကိုယ်စားလှယ်မာတာဟာ Trump အစိုးရနဲ့ဆွေးနွေးပွဲတွေမှာ ကျွန်တော်တို့ဆန္ဒအလျောက်ဖြတ်သိမ်းပါမယ်လို့ဘယ်တော့မှစပွဲဝိုင်းကိုလာပြီးမပြောခဲ့တာပါဒီလိုပြောလိုက်မယ်ဆိုရင်စစ်စေးအတီးပြုမှုနဲ့တူသူ့ရဲ့နျူကလ িয়ার အစီအစဉ်ကိုဆွန့်လွတ်လိုက်ရမှာမို့လို့ပါအီရန်ဘက်ကတော့သူတို့ရဲ့နျူကလ িয়ার အစီအစဉ်ဟာအစ္စရေးရဲ့တိုက်ခိုက်မှုတွေကိုခံနိုင်ရည်ရှိပြီးပြန်လည်တည်ဆောက်နိုင်တယ်လို့ယုံကြည်နေပါတယ်ဖြတ်စည်းလို့မရနိုင်တဲ့လျှို့ဝှက်နေရာတွေရှိသေးတယ်လို့လည်းမျှော်လင့်ထားပုံရပါတယ်အဲဒီလိုအခြေအနေမှာအမေရိကန်ပြည်ထောင်စုကလည်း တမနာရဲ့ဂတိစကားအတိုင်းဒေတာရင်းမဟာမိတ်ဖြစ်တဲ့အစ္စရေးကိုအားပေးကူညီမဲ့ခိုင်မာတဲ့သတင်းစကားပေးဖို့အတွက်ဒီကိစ္စကိုဆက်လုပ်နေတာပါဒါပေမဲ့အီရန်ကိုတိုက်ခိုက်မဲ့စီစဉ်တွေအတီးပြုတ်လိုက်ပြီးဆိုတဲ့သတင်းတွေရဲ့မှန်ကန်မှုအပေါ်မှာတော့နည်းနည်းမေးခွန်းထုတ်စရာတွေရှိနေပြီးမူလသတင်းက Wall Street Journal ကနေမဟုတ်ဘဲ Financial Times ကနေစတာပါလို့လည်းသိရပါဗျအီရန်ကိုတိုက်ခိုက်ဖို့စီစဉ်ကိုတမနာထရန့်ကအတီးပြုတ်လိုက်ပြီးဆိုတဲ့သတင်းတွေထွက်လာတာဟာတကယ်ပဲအံ့ဩစရာပါပဲ။ ဒါကြောင့်ဒီသတင်းတွေဘလောက်မှန်လဲဆိုတာတန်တရာဝင်မိပါတယ်။ဒါဟာအီရန်ကိုဆွေးနွေးပွဲစပွဲဝိုင်းစီပြန်ခေါ်ဖို့ချိန်ချောက်တဲ့လှုပ်ရှားမှုတသက်များဖြစ်နေမလားဆိုတဲ့မေးခွန်းတွေလည်းထွက်ပေါ်လာပါတယ်။ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးလူတော်တော်များများကနားလည်မှုလွဲနေကြတာတွေ့ရပါတယ်။သတင်းအချက်အလက်အလုံးကပထမဆုံး Wall Street Journal ကနေထွက်လာတာမဟုတ်ဘဲအိမ်ဗျူရောကအမည်မဖော်လိုသူရရှိတယောက်ကတမရထရန့်ကအစီအစဉ်ကိုအတီးပြုတ်လိုက်ပြီလို့ပြောတာလည်းမဟုတ်ပါဘူး။တကယ်တော့ပထမဆုံးသတင်းက UK က Financial Times ကနေလာတာပါ Financial Times ဟာ UK ခြေစိုက်သတင်းစာကောင်တစ်ခုဖြစ်ကြောင်းလူအများစုသိကြပါတယ်အဲဒီကနေမွန်လွဲ၄နာရီလောက်မှာသတင်းစာတင်ပါတယ်ဒီသတင်းထွက်ပြီး24နာရီအကြာမှာပဲပြည်ထောင်ဝင်ကြီးချုပ် Starmer က Donald Trump ဟာဒီပဋိပက္ခမှာပါဝင်မဲ့အကြောင်းလုံးဝအယိတ်အဝတ်မပြခဲ့ဘူးလို့အပြင်းထန်ညင်းဆိုခဲ့ပါတယ်ဒါပေမဲ့နောက်တနေ့မှာပဲအီရန်ကိုအမေရိကန်တိုက်ခိုက်နိုင်ခြေရှိတာကြောင့် သူ့ရဲ့ကိုယ်တိုင်လောင်းတွေကိုတတိပေးထားပါဗျ။ဒီတင်ညာရှိတွေကအချိန်နေဟာဆိုးရွားပြီးမတိမငြိမ်ဖြစ်နေတယ်လို့ပြောခဲ့ပါဗျ။ဝင်ကြီးချုပ်အဖွဲ့ကတော့တမရဟာအီရန်ရဲ့နျူကလ িয়ার ဆက်ရုံတွေကိုအမေရိကန်နဲ့ UK ပူးပေါင်းလေတာစကန်ဖြစ်တဲ့ Diego Garcia ကနေတိုက်ခိုက်ဖို့ကြိုးစားမလားဆိုတာဆွေးနွေးနေခဲ့ကြပါဗျ။လက်ရှိအချိန်ကရှုပ်ထွေးပြီးသတင်းအချက်လက်တွေကလည်း꽌ပြားနေပါဗျ။ Trump ရဲ့စကားတွေစစ်ရေးပြင်ဆင်မှုတွေအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ရဲ့ခံနိုင်ရည်အားနဲ့ တည်င်းချင်းမြစ်တွေရဲ့ယုံကြည်စိတ်ချရမှုစတဲ့အချက်လက်တွေအားလုံးကို ပေါင်းစပ်ပြီးဒီပဋိပက္ခရဲ့အနာဂတ်ကိုဆုံးဖြတ်ဖို့ခတ်ခဲပါတယ်။ဒီကိစ္စဟာကမ္ဘာငြိမ်းချမ်းရေးအတွက်အရေးကြီးတဲ့အခြေအနေတစ်ခုဖြစ်နေပါတယ်။ပထမဆုံးအနေနဲ့ဒီအေဂိုကာစီယာဆိုတာကိုမသိသေးတဲ့သူတွေအတွက်နည်းနည်းရှင်းပြချင်ပါတယ်။ဒါကအိန္ဒိယသမုတ်တရအလဲမှာတည်ရှိတဲ့တကယ်ကိုအရေးပါတဲ့ဗျူဟာမြောက်အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခုပါပဲ။မြေပေါ်မှာကြည့်မယ်ဆိုရင်သူက အရှေ့လေပိုင်းနဲ့အာဖရိကအရှေ့ပိုင်းဒေသတွေစီကိုလေကြောင်းတိုက်ခိုက်မှုတွေလုပ်ဖို့အတွက်အလွန်အရေးပါတဲ့နေရာမှာရှိနေပါတယ်။ဒီစကန်ကအီရန်ကိုဖိအားပေးဖို့အတွက်အမေရိကန်တို့အသုံးပြုခဲ့မှုတွေမှတ်တမ်းတွေရှိပါတယ်။တကယ်တော့လွန်ခဲ့တဲ့ရက်60လောက်က B2 Stick ဘုံပါ6စီးဒါမှမဟုတ်9စီးလောက်ကိုအဲ့ဒီကိုချထားခဲ့မှုတွေလို့သတင်းတွေထွက်ခဲ့ပါတယ်။ဒီ B2 လုံးဘုံကျဲလေယာဉ်တွေကဘာကြောင့်ဒီလောက်အရေးပါလဲဆိုတော့သူတို့ဟာအီရန်ရဲ့နျူကလ িয়ার ဆက်ယုံတွေလို့ မြေအောက်နဲ့နဲ့ဆိုင်ဆိုင်ကိုထိုးပေါက်နိုင်တဲ့ကဘာပေါ်မှာတခုတည်းသောဘုံးကျဲလင်ရင်တွေဖြစ်နေလိုပါပဲသူတို့မှာ Massive Ordnance Penetrator MOB လို့ခေါ်တဲ့အလွန်ကြီးမားပြီးမြေအောက်ထိုးပေါက်နိုင်တဲ့ဘုံးတွေတပ်ဆင်ထားနိုင်ပါတယ်ရက်60လောက်ကမှအီရန်ကောင်းဆောင်မိုင်းကိုကြီးမားတဲ့ဖိအားတွေပေးဖို့အတွက်အဲ့ဒီနေရာကိုချထားခဲ့တာပါဒီလိုလောက်ခဲ့တဲ့ရွေချက်ကတော့တော်တော်လေးရှင်းပါတယ်။အီရန်ကိုဆွေးနွေးပွဲစပွဲဝိုင်းစီခေါ်လာဖို့ပါပဲ။ အဲ့ဒီတုန်းကသူတို့ဆွေးနွေးပွဲဆွဲဝိုင်းကိုရောက်လာခဲ့ပြီးတမနာထရန့်ကနျူကလ িয়ার သဘောတူညီချက်ရဖို့အတွက်ရက်60အချိန်ပေးခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့ကံမကောင်းသွားနေပဲအဲ့ဒီလို ဖြစ်မလာခဲ့ပါဘူး။အီရန်ဘက်ကအချိန်ဆွဲနေခဲ့တာပါ။ပြောရမယ်ဆိုရင် လူတိုင်းရဲ့အချိန်ကိုဖြုံးတီးပစ်ခဲ့တာပါ။ဒါကြောင့်ရက်60ပြည့်လို့61ရက်မြောက်နေ့မှာဘာဖြစ်ခဲ့လဲဆိုတော့ Israel ကသူတို့ရဲ့ Operation Rising Lion စစ်စေရေးကိုစတင်ခဲ့ပါတယ်။ဒီအချက်ကြောင့်ပဲလူတော်တော်များများက အမေရိကန်အနေနဲ့ဒီအကြောင်းကိုအစကတည်းကသိနေခဲ့ပြီးတမနာထရန့်ကလည်းအစကတည်းကဒီကိစ္စကိုလက်ခံထားပြီးသားဒါပေမဲ့အီရန်ကိုတန်တမန်ကြီးနဲ့ပြဿနာဖြေရှင်းဖို့အတွက်နောက်ဆုံးခွင့်ရပေးခဲ့တာလို့ထင်ကြေးပေးခဲ့ကြပါတယ်အစ္စရေးကတော့ဒီရက်60ကြာအတွင်းမှာအီရန်ဟာသူတို့ရဲ့နျူကလ িয়ার ယူရေနီယံကျွဲဝမှုအစီအစဉ်ကို ပိုပြီးအချိန်မြင့်တင်နေတယ်လို့စွပ်စွဲခဲ့ပါတယ်အစ္စရေးတို့အီရန်ရဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်နိုင်ခြင်းဟာ သူတို့ရဲ့နိုင်ငံတည်ရှိမှုကိုဓာတ်ရိုက်ချင်းချောင်းနေတဲ့အန်ဒီရဲ့ဖြစ်ရှုမြင်တာကြောင့်ဒီကိစ္စကိုဘလို့မှလက်ခံနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်လည်းအစ္စရေးကတစ်ဖက်သက်စည်ရေးလှုပ်ရှားမှုတွေလှုပ်ဆောင်မှုဝင်မလေးခဲ့တာဖြစ်ပါတယ်။ဒီလိုအခြေအနေတွေဖြစ်ပျက်ပြီးတဲ့နောက်မှာတော့ American Media တွေကနေသတင်းတွေထွက်ပေါ်လာပါတယ်။ Wall Street Journal ကပထမဆုံးသတင်းဖော်ပြခဲ့တာလို့မှတ်ယူရပါတယ်။ဒါပေမဲ့တခြားနာမည်ကြီးသတင်းဌာနတွေဖြစ်တဲ့ ABC News, Financial Times တို့လိုနေရာတွေကလည်း ဒီအထက်လက်တွေကိုထပ်ပြီးဖော်ပြခဲ့ကြပါတယ်။သူတို့ဖော်ပြလာကတော့ Trump ကအီရန်ကိုတိုက်ခိုက်မဲ့အစီအစဉ်တွေကို ရွေးချယ်လိုက်ပြီးနောက်ဆုံးမိန့်ကိုတော့ဆိုင်းငံ့ထားစေဆိုတာပါပဲ။ဒီလိုမျိုးစစ်စင်ရေးအစီအစဉ်တွေကိုကြိုတင်အတည်ပြုပြီးနောက်ဆုံးမိန့်ကိုဆိုင်းငံ့ထားတာဟာအမေရိကန်တို့အကြိမ်ပေါင်းများစွာလုပ်ခဲ့မှုတဲ့ကိစ္စရပ်တစ်ခုပါပဲ။ကျွန်တော်တို့တမရအိုဘားမားလက်ထက်ကအိုစမာဘင်လာဒင်ဘယ်မှာရှိလဲဆိုတာသူသိခဲ့တယ်။ဒါမှမဟုတ်တန်တရားဝင်ခဲ့တဲ့တုန်းကအလားတူပဲလုပ်ခဲ့မှုပါပဲ။ ဲဒီတုန်းကလည်းစစ်တပ်ကိုအကုန်အစင်သင့်ပြင်ခိုင်းပြီးသူ့ရဲ့အမိန့်ကိုစောင့်ကြည့်ခဲ့တာပါ Navy Seas တွေလေ့ကျင့်ရေးစခဲ့တယ်ဒီစစ်စင်ရေးကိုလှုပ်ဆောင်နိုင်အောင်ပစ္စည်းတွေရွှေ့ပြောင်းခဲ့တယ်အရာရာတိုင်းကနေရာတကျဖြစ်နေခဲ့တာပါအခုလက်ရှိအချိန်နည်းနဲ့အဲဒီတုန်းကအချိန်တွေကိုရှင်းကြည့်မယ်ဆိုရင်စစ်ရေးမဟာဗျူဟာတွေကနေရာတကျရွေ့ရှားနေတာကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းမြင်နိုင်ပါလိမ့်မယ်ဒါကအမေရိကန်ရဲ့စစ်ရေးဆုံးဖြတ်ချက်ချမှတ်တဲ့ formula ပုံစံတစ်ခုလိုဖြစ်နေပါတယ် လက်ရှိအချိန်မှာလည်းအမေရိကန်ကနေအရှေ့လေပိုင်းကိုလေကြောင်းစီဖြည့်လေရင်30အစီးထိရွှေ့ပြောင်းထားပြီးပါပြီ။ဒါတွေကဆော်ဒီအခြေစိုက်စခန်းကိုသွားကြတယ်လို့ယူဆရပါတယ်။ F35 တိုက်လေယာဉ်တွေကိုလည်း UK မှာမြင်တွေ့ခဲ့ရပါတယ်။အမေရိကန်ကနေ UK ကိုသွားပြီးအဲဒီကနေအီတလီအခြေစိုက်စခန်းတစ်ခုကိုသွားပြီးတော့မှအရှေ့လေပိုင်းကိုဆက်သွားတယ်လို့ထင်ရပါတယ်။ဒါအပြင် B52 ဘုံးကျဲလေယာဉ်တွေလည်းရှိနေပါတယ်။ဒါတွေကတော့အရန်ကြီးမားတဲ့ဘုံးကျဲလေယာဉ်တွေဖြစ်ပြီးပေါင်9000 3150 kg လောက်ရှိတဲ့ပောက်ကွဲပစ္စည်းတွေကိုတယ်ဆောင်နိုင်ခွင့်ရှိပါတယ်။ဒီလိုစစ်ရေးဆိုင်ရာတပ်ဖြတ်မှုတွေဟာအီရန်ကိုဖိအားပေးနေတဲ့နောက်ွယ်ကအင်အားတွေကိုရှင်းရှင်းလင်းလင်းပြသနေတာပါပဲ။ဒီအခြေအနေဟာတကယ်ကိုရှုပ်ထွေးပြီးတိမ်မွေးပါတယ်။စစ်ရေးလှုပ်ရှားမှုတွေကတစ်ဖက်မှာရှိနေသလိုတန်တမာရေးရာဖြည့်ရှင်းမှုတွေအတွက်မျှော်လင့်ချက်ကလည်းတစ်ဖက်မှာရှိနေပါတယ်။ခုနကပြောခဲ့တဲ့ဒီအေဂိုဂါစီယာစစ်အခြေစိုက်စခန်းစီ အမေရိကန်ရဲ့ B2 ဘုံးကျဲလေယာဉ်တွေရွှေ့ထားပြီဆိုတဲ့သတင်းဟာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ဘာလို့လဲဆိုတော့ဒီ B2 ဘုံးကျဲလေယာဉ်တွေဟာကမ္ဘာပေါ်မှာအီရန်ရဲ့မြေအောက်နျူကလ িয়ার ဆက်ရုံတွေကို ထိုးပေါက်ဖျက်ဆီးနိုင်တဲ့တခုရီးသော street ဘုံမာတွေဖြစ်နေလို့ပါပဲ။သူတို့ဟာ radar ဖမ်းမမိအောင်လျှို့ဝှက်ပြန်တန်းနိုင်တဲ့အနက်ရောင်ငှက်ကြီးတွေလို့ပါပဲ။ဒါပေမဲ့ဒီနေရာမှာမေကွန်းထုတ်စရာတခုရှိလာပါတယ်။ B2 တွေရဲ့လှုပ်ရှားမှုမမြင်ရသေးတဲ့ွေဓာရီအားလုံးဟာလှည့်စားမှုတက်တက်ဖြစ်နိုင်တယ်ဆိုတာပါပဲ။ ။ဘာလို့လဲဆိုတော့ဗီဒူးတွေဟာကမ္ဘာတစ်ဝန်းလုံးကိုတစ်ခါတည်းစီမဖြစ်ပဲပြန်တန်းနိုင်တဲ့စွမ်းရည်ရှိပါတယ်။အီရန်ကိုသွားဘန်ဂါရီဖောက်ပုံးတွေချပြီးရင်ပြန်လာနိုင်တဲ့အတွက်အီရန်နာကိုအထူးတလည်ရွှေ့ပြောင်းထားဖို့တောင်မလိုအပ်ပါဘူး။ဒီတော့တကယ်တမ်းစစ်စစ်ရေးပြင်ဆင်မှုလားဒါမှမဟုတ်အီရန်ကိုစိတ်တပိုင်းဆိုင်ရာဖိအားပေးဖို့အတွက်လှုပ်ပြနေတာလားဆိုတာကတော့ဝေခွဲရမကြာဖြစ်နေပါတယ်။စိတ်ဝင်စားစရာနောက်တစ်ချက်ကတော့တမရာထရန်ကသူ့ရဲ့အကြီးတန်းအရာရှိတွေကိုအီရန်ရဲ့ဖော်ဒိုနျူကလ িয়ার ဆက်ရုံကို ဘန်ကဖောက်ပုံးနဲ့ဘုံကျဲဖို့အစီအစဉ်ကတကယ်ပဲအလုပ်ဖြစ်မလားလို့မေးခဲ့တယ်ဆိုတာပါပဲ။ပင်ဒဂွန်အရာရှိတော်တော်များများကတော့အလုပ်ဖြစ်မယ်လို့ယုံကြည်ကြောင်းပြောခဲ့ကြပါတယ်။ဒါပေမဲ့ Trump မေးခွန်းထုတ်ရတဲ့အကြောင်းကရေးကြည့်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဘီဒူးတွေတည်ဆောင်နိုင်တဲ့အကြီးဆုံးဘန်ကဖောက်ပုံးတွေဟာမြေအောက်အတောင်နှရာ60ရာနေ80မီတာလောက်ထိပဲထိုးဖောက်နိုင်တယ်လို့လူသိရှင်ကြားအချက်အလက်တွေကဖော်ပြနေတာကိုဒါပေမဲ့အီရန်ရဲ့နျူကလ িয়ার ဆက်ရုံတွေက မြေအောက်အတောင်300 100မီတာကျော်လောက်မှာရှိနေတယ်လို့သိရပါတယ်။ဒီတော့ဗီဒူးတွေနဲ့တောင်မှအောင်မြင်ဘယ်လိုလုပ်မလဲဆိုတဲ့မေးခွန်းတွေရှိနေကြတာမဆန်းပါဘူး။ဒါပေမဲ့ထရမ့်ကပင်ဂွန်ယာရှိတွေကို သူတို့ရဲ့ဘန်ကာဖောက်ဘုံတွေရဲ့စွမ်းရည်ကိုအတီးပြုတ်ခိုင်းနေတာဖြစ်နိုင်ပါတယ်။ဘာပဲဖြစ်ဖြစ်အမေရိကန်ကတော့ကမ္ဘာပေါ်မှာအတောင်300ကျော်ထိုးဖောက်နိုင်တဲ့ဘန်ကာဖောက်ဘုံတွေကိုပိုင်ဆိုင်တဲ့တခုတည်းသောနိုင်ငံဖြစ်ပါတယ်။သမရထရန်က ီရန်နဲ့ဆွေးနွေးဖို့နောက်ကျသွားပြီလို့ပြောခဲ့တာကလည်းအရေးကြီးတဲ့စကားတစ်ခုပါပဲ။ဒါပေမဲ့ပိုပြီးစိတ်ဝင်စားစရာကောင်းတာကအစ္စရေးရဲ့ပထမဆုံးတိုက်ခိုက်မှုပြီးမှအီရန်24နာရီလုံးလုံးဘာမှပြန်ပြီးတော့မတုံ့ပြန်နိုင်ခဲ့တာဘာကြောင့်လဲဆိုတဲ့အချက်ပါ။အဖြေကတော့အစ္စရေးရဲ့ထောက်လိုင်းရေးအဖွဲ့မော့ဆက်ရဲ့ထူးခြားတဲ့စွမ်းဆောင်ရည်ကြောင့်ပါပဲ။သတင်းတွေအရမော့ဆက်ကအီရန်လက်တက်ရဲ့ထိပ်တန်းရာရှိ20ကိုလှည့်ပြပြီးတီဟီရန်မှာစူဆိုင်စူးစီးခိုင်းကတိကျတဲ့တိုက်ခိုက်မှုနဲ့ရှင်းထုတ်ခဲ့လို့ပါပဲ။ ဒါကြောင့်အီရန်ရဲ့ဒုံးကျည်ပြက်ခတ်မဲ့အစီအစဉ်ပြတ်သွားခဲ့ပါတယ်။ဒီသတင်းသာမှန်မယ်ဆိုရင်အီရန်ကောင်းဆောင်ခါမီနီတောင်စိတ်ကြယောဂဝင်ခဲ့ရပြီးအီရန်ရဲ့စစ်ပွဲအတွက်ရင်းနှီးမြှုပ်နှံမှုတွေလည်းအလဟတဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။ဒါဟာအစ္စရေးရဲ့ထောင်လန်းရေးစွမ်းရည်ဘလောက်မြင့်မားတယ်၊သူတို့ရဲ့လှုပ်ဆောင်ချက်တွေဘလောက်တိကျတယ်ဆိုတာကိုပြသတဲ့တာရကပါပဲ။ဒီလိုသတင်းမျိုးတွေကပရိပခရဲ့အရှိန်ဟုန်ကိုတိုးစေတယ်လို့နောက်ွယ်ကလျှို့ဝှက်စစ်ပွဲတွေကိုလည်းထင်ဟပြသနေပါတယ်။ ဒီပတိပခောက်ကိုပို့ပြီးရှုပ်ထွေးစေတာကတရုတ်နိုင်ငံရဲ့ပအဝင်ပတ်သက်မှုပဲဖြစ်ပါတယ်။တရုတ်ကအီရန်ကိုလျှို့ဝှက်လက်နက်တွေပို့နေတယ်လို့တန်တရားရှိပွဲကုန်တင်လေရင်သုံးစီးအီရန်ထဲဝင်ရောက်ခဲ့တာကြောင့်ဒီပတိပခောက်ဟာဒေတာရင်းပြဿနာတစ်ခုတွင်မကဘဲကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့ပဋိပက္ခဖြစ်ကိုပါပြောင်းလဲသွားနိုင်တဲ့အလားအလာရှိနေပါတယ်။ဒါဟာအီရန်ကဂျီနန်ကိုဈေးပေါ့ပေါ့နဲ့ရောင်းချနေရတဲ့ဆက်ဆက်နေနိုင်ပါတယ်။တရုတ်ကလက်ရှိပဋိပက္ခနဲ့ပတ်သက်ပြီးတိတ်ဆိတ်နေတာက ပရိပခါကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အန္တရာယ်ကိုကန့်သတ်ခြင်းလို့ဖြစ်နိုင်တယ်လို့ကျွမ်းကျင်သူတွေကသုံးသပ်ပါတယ်။ဒါဟာတရုတ်ရဲ့မဟာဗျူဟာမြောက်စဉ်းစားပုံကို ပြသနေတာပါပဲ။ရုရှားယူကရိန်းစစ်ပွဲကလည်းဆက်ဖြစ်နေပြီးရုရှားကနယ်မြေတွေဆုံးရှုံးနေတာကြောင့်အီရန်ကိုအပြည့်အဝကူညီနိုင်တဲ့အခြေအနေမှမရှိပါဘူး။ဒါဟာအီရန်အတွက်နိုင်ငံရေးအရာရောစစ်ရေးအရာပါအထူးကြံစည်တဲ့အခြေအနေကိုဖန်တီးပေးနေပါတယ်။ဒါပေမဲ့ရုရှားအနေနဲ့သူ့ရဲ့ဩဇာအာဏာကိုထိန်းသိမ်းဖို့အတွက်တော့အီရန်ကိုတက်နိုင်သမျှကူညီနေအောင်ပါ။ ဒီလိုပြိပခါတွေဖြစ်လာတဲ့အခါမှာအပြစ်မဲ့ရက်သားတွေရဲ့ဘဝဟာဘလို့ထိခိုက်သွားနိုင်လဲဆိုတာကိုလည်းကျွန်တော်တို့သတိပြုမိကြဖို့လိုပါတယ်။အီရန်ထဲမှာပိတ်မိနေတဲ့အမေရိကန်နိုင်ငံသားစပိန်သမား Ian Anderson ကတော့ Operation Rising Lion စစ်စင်ရေးကြောင့်ဒုက္ခရောက်ခဲ့ပါတယ်။အီရန်ကလုံးဝပိတ်ဆို့သွားတာကြောင့်အန္တရာယ်ရှိခဲ့ပေမဲ့အမေရိကန်တန်ယုံနဲ့အစာပိုင်ဂျန်တို့ရဲ့အကူအညီနဲ့ဘေးကင်းရာကိုရောက်ခဲ့ပါတယ်။ဒါဟာနိုင်ငံရေးတင်းမာမှုတွေရဲ့နောက်ဆက်တွဲဖြစ် လူသားတအူးချင်းစီရဲ့လုံခြုံရေးဘလောက်ထိအရေးကြီးလဲဆိုတာကိုပြသနေတဲ့တာရကတစ်ခုပါပဲ Israel Short Dog အထူးတပ်ဖွဲ့ Israel မှာ Short Dog လို့ခေါ်တဲ့အထူးတပ်ဖွဲ့တစ်ခုရှိတယ်ဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်ဒီအဖွဲ့ဟာအီရန်ရဲ့နျူကလ িয়ার စက်ရုံတွေကိုဖျက်ဆီးနိုင်တဲ့အရန်အစီအစဉ်ဖြစ်ထားရှိထားတယ်လို့သိရပါတယ်ဒါဟာ Israel အနေနဲ့သူ့ရဲ့လုံခြုံရေးအတွက်ဘလောက်ထိပြင်ဆင်ထားလဲဆိုတာကိုပြသနေပါတယ်လေကြောင်းတိုက်ခိုက်မှုတွေလုံးမဖြစ်ရင်တော့ ဒီထူးတက်ဖွဲ့ကမြေပြင်ကနေထိုးဖောက်ဝင်ရောက်ပြီးဖျက်ဆီးနိုင်တဲ့စွမ်းရည်ရှိတယ်လို့ဆိုလိုတာပါအချုပ်အဖြစ်ပြောရရင်တော့ထရမ့်ရဲ့လှုပ်ဆောင်မှုတွေဟာအီရန်ကိုတကယ်တမ်းစစ်ရေးအရတိုက်ခိုက်ဖို့ထက်စစ်ရင်အားပြသပြီးညှိနှိုင်းဆွေးနွေးမှုစပွဲဝိုင်းကို ပြန်လည်ခေါ်ဆောင်ဖို့ပိုပြီးယူရနေတယ်လို့ယူဆနိုင်ပါတယ်တမရထရန့်ကတော့အီရန်မှာပြဿနာတွေအများကြီးရှိနေပြီးဆွေးနွေးချင်နေတယ်လို့ပြောခဲ့ပါတယ်ဒီတော့အီရန်ရဲ့မန်မာနာအမေရိကန်ရဲ့စစ်ရေးဖိအားပေးမှုတွေ အစ္စရေးရဲ့လျှို့ဝှက်စစ်ဆင်ရေးတွေပြီးတော့တရုတ်နဲ့ရုရှားလိုကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့ပါဝင်ပတ်သက်မှုတွေကြားမှာဒီပဋိပက္ခဟာဘလို့အလှည့်ပြောင်းတွေဖြစ်လာမလဲငြိမ်းချမ်းရေးစပွဲဝိုင်းကိုရောက်လာမလားဒါမှမဟုတ်မမျှော်လင့်တဲ့ပောက်ကွဲမှုတွေဖြစ်လာမလားဒီအချိန်တွေဟာနျူကလ িয়ার ပြန်ပွားမှုတားဆီးရေးအတွက်ရောအရှိလေပိုင်းဒေတာရဲ့အနာဂတ်အတွက်ပါတကယ်ကိုအရေးကြီးတဲ့ကိစ္စရပ်ဖြစ်နေတာကြောင့်ကမ္ဘာတဝန်းကအသက်ရှူမှားလောက်အောင်စောင့်ကြည့်နေကြရတဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ် ကျွန်တော်တို့အနေနဲ့ဒီပဋိပက္ခကိုငြိမ်းချမ်းစွာဖြေရှင်းနိုင်မလားဒါမှမဟုတ်တင်းမာမှုတွေဆက်ပြီးမြင့်တက်လာမလားဆိုတာကိုတော့ဆက်လက်စောင့်မျှော်နေရမှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ